မင်္ဂလာပါရှင်2015ခုနှစ်မတ်လ9ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှသံ RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်အောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမဟိမာစုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီချင်းဒီစီစဉ်တွေကိုပဲနောက်တနေ့မနက်9:00နာရီခွဲမှာတစ်ချိန်နေ့လယ်10:00နာရီမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းကိုလည်းအတည်ပြုရပါတယ်ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် လဗရန်မြို့ကပင်မကျောင်းသားတပိတ်စစ်ကြောင်းကိုတာစီပိတ်ဆို့ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဖေရှားပေးဖို့အစီအစဉ်မရှိကြောင်းဗကိုးတိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးကပြောလိုက်ပါတယ်။ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNI အဖွဲ့ဝင်တွေဒီကနေ့တွားရောက်တွေ့ဆုံရမှာဗကိုးတိုင်းလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဦးသက်ထွန်းကအခုလိုပြောလိုက်တာလို့ NNI အဖွဲ့ဝင် ကိုစိုးထွန်းကပြောပါတယ်။ ီတော်တွင် အစိုးရအနေနဲ့တပိတ်စစ်ကြောင်းပေါ်ပိတ်ဆို့ထားတာတွေအပါအဝင်လက်ရှိအခြေအနေအကျက်တဲတွေကိုတက္ကသိုလ်စာမေးပွဲမဆခင်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမဆခင်မလ10ရက်မနက်10နာရီနောက်ဆုံးထားပြီးဖြည့်ရှင်းပေးဖို့ပင်မတပိတ်စစ်ကြောင်းကမနေ့ကအရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲအမျိုးသားပညာရေးဥပဒေကိုတပိတ်မှောက်နေတဲ့ကျောင်းသားတွေနဲ့ရင်းဆိုင်ဖြည့်ရှင်းတဲ့နေရာမှာအကျန်းဖတ်တဲ့နည်းလမ်းတွေမသုံးဖို့ သမရဦးသိန်းစိန်ကို ARD ចောင်းသားတပိတ်စစ်ចောင်းကအိတ်ဖွင့်ပေးစာတစ်စောင်ဒီကနေ့ပေးပို့လိုက်တယ်လို့သိရပါတယ်ရှင်။ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးအတွက်ပြီးခဲ့တဲ့မေလ9ရက်နေ့ကရန်ကုန်မြို့တော်ခမ်းမရှိမှာဆန္ဒပြသူတွေကိုအကြမ်းဖက်နှိမ်နှင်းမှုနဲ့ပတ်သက်ပြီး88မျိုးဆက်ငင်းငင်းရင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မနေ့ကတွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံပွဲကိုရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးမြင့်စွေ 88မျိုးဆက်အဖွဲ့ကကိုကိုကြီးနဲ့အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပါတယ်။မလ9ရက်နေ့ကရန်ကုန်မြို့တော်ခမ်းမရှိဆန္ဒပြတဲ့သူတွေကိုရဲနဲ့တာဝန်လက်ပတ်ညီဝစ်ဆင်ထားတဲ့အရဲသားတွေကနှိမ်နှင်းခဲ့တာဟာပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှန်129 128နဲ့အညီကင်တွဲဖြစ်ရှင်းခဲ့တာဖြစ်တယ်လို့ဝန်ကြီးချုပ်ဦးမြင့်စွေကပြောခဲ့ပါတယ်။88မျိုးဆက်အဖွဲ့ကတော့ဒီဥပဒေဟာကိုလိုနီခေတ်ကပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်တဲ့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းနဲ့လိုရာဆွဲပြီးကင်တွယ်ဖြည့်ရှင်းခဲ့တဲ့အပေါ်လက်မခံနိုင်ကြောင်းပြန်လည်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကိုအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့လုပ်ရက်ပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။အရင်စစ်အာဏာရှင်ဟောင်းတွေအသုံးပြုခဲ့ကြတဲ့စွမ်းအားရှင်အမိခံနဲ့အကြမ်းဖက်လူအုပ်စုတွေကိုလက်ရှိသမရဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ကျောင်းသားတပိတ်ဖြိုခွဲရမှာဆက်ပြီးအသုံးပြုနေတာဟာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ဖိလာဆန့်ကျင်နေပြီးတော့မှတ်လျော်ကန်တဲ့လုပ်ရဖြစ်တယ်လို့လည်းဆိုပါတယ်။အမျိုးသားပညာရေးဥပဒေအပါအဝင်ဒီမိုကရေစီအခြေခံစံနှုန်းတွေနဲ့မှတ်လျော်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်တွေကိုအမြန်ဆုံးပြုပြင်ဖို့လက်ရှိတိုင်းပြည်ရဲ့အထွေထွေပြည်ထနာအလုံးငြိမ်ငြိမ်ချမ်းချမ်းဖြည့်ရှင်းနိုင်ဖို့အတွက်စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေကတဆင့်စစ်ဆက်ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း UNFC ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။တချိန်တည်းမှာပဲရန်ကုန်မြို့တော်ခမ်းမရှိကဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲတဲ့နေရာမှာ ပါဝင်ခဲ့တဲ့လက်ပတ်နီဝိအရက်သားတွေကိုအစိုးရကအရေးယူပေးဖို့ကရင်ပြည်သစ်ပါတီနဲ့ကရင်ပြည်လူငယ်များတမကကဒီကနေ့တောင်းဆိုလိုက်ပါတယ်။ ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီးအစိုးရသတင်းစာတွေထဲမှာဖော်ပြခဲ့တာတွေနဲ့ပြည်ကြားရေးဝန်ကြီးဦးရဲ့ထုတ်ခဲ့ပြောဆိုချက်တွေဟာလက်ပတ်နေဝစ်ဆင်ထားတဲ့သူတွေကိုအကာအကွယ်ပေးရရောက်နေတယ်လို့လည်းကယန်းပြည်သက်ပါတီရဲ့ကြေညာချက်မှာပါရှိပါတယ်။လက်ရန်မျိုးမှာတာစီခံထားရတဲ့ចောင်းသားတပိတ်ကိုလမ်းဖွင့်ပေးဖို့နဲ့ចောင်းသားတွေကိုအကြမ်းဖက်မဖြိုခွဲဖို့ရန်ကုန်တိုင်းမော်ဘီမြို့မှာမနေ့ကဆန္ဒပြခဲ့ကြပါတယ်။ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ကျောင်းသားတွေတောင်းဆိုနေတာဟာစူပူအောင်လှုပ်ဆောင်နေတာမဟုတ်တဲ့အတွက်ပိတ်ဆို့ထားတာတွေကိုဖယ်ရှားပေးဖို့နဲ့အကြမ်းမဖက်ဖို့တောင်းဆိုတာလို့ဆန္ဒပြပွဲမှာပါဝင်တဲ့မော်ဘီမြို့ကန်ကျောင်းသားတွေကပြောပါတယ်။မနေ့ကဆန္ဒပြပွဲစတင်စဉ်မှာအရွက်လူ20လောက်ရောက်ရှိလာတဲ့အတွက်ဆန္ဒပြပွဲကိုအဆုံးသတ်လိုက်ပါတယ်။အလားတူပဲမန္တလေးနဲ့မြင်းကြံမြို့တွေမှာလည်းကျောင်းသားသပိတ်ကိုထောက်ခံတဲ့လှုပ်ရှားမှုတွေကိုအရက်ဖက်အဖွဲ့အစည်းတွေနဲ့ကျောင်းသားတွေကဒီကနေ့ပြုလုပ်ခဲ့ကြပါဗျ။ ပညာရေးကိုမြင့်တင်ပြီးမြန်မာနိုင်ငံကြီးကိုကယ်တင်မှာဆိုတဲ့စာတမ်းပါတဲ့စတစ်ကာတွေကိုနေအိမ်တွေမော်တော်ကားတွေနဲ့ဈေးဆိုင်ကနေမှလိုက်လံကတ်ခဲ့ကြတယ်လို့လည်းဒီလှုပ်ရှားမှုမှာပါဝင်တဲ့လေသမားအရေးကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ကပြောပါတယ်ဒီလှုပ်ရှားမှုမှာမြင်းကြံမျိုးက88မျိုးဆက်အဖွဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်တို့လည်းပါဝင်ခဲ့ကြပါတယ်ရှင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့တောင်းဆိုဆန္ဒပြနေတဲ့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုပင်မသပိတ်စစ်ကြောင်းကိုအကြမ်းဖက်မဖြိုခွဲဖို့အတွက်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကအကြောင်းသားတွေဟာလွိုက်ကော်မျိုးကနေရှမ်းပြည်နယ်အောင်ပန်းမျိုးထိခြိတက်ဆန္ဒပြခဲ့ကြပါတယ်။မဲဝေရံမိုးမြင့်ကတင်ပြထားပါတယ်ရှင်။လဘရန်မျိုးက တင်မတပိတ်စစ်တောင်းကိုအကျန်းဖက်ဖြိုခွဲတာတွေမလုပ်ဖို့ကရားပြည်နယ်လွိုက်ကော်မျိုးကနေစတင်ထွက်ခွာလာတယ်။ဆန္နာပြចောင်းသားတွေဟာရှမ်းပြည်နယ်အောင်မန်းမြို့ကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကရောက်ရှိခဲ့ပါတယ်။ဆန္ဒပြចောင်းသားတွေကိုအောင်ပန်းမြို့ဝင်းမှာရဲတပ်ဖွဲ့ဝင်တွေနဲ့မြို့နယ်အာဏာပိုင်တွေကတားဆီးမှုတွေရှိခဲ့ပေမဲ့အောင်ပန်းမြို့ကလူမှုရေးအဖွဲ့အစည်းတွေကဝိုင်းရံကူညီပေးခဲ့တာကြောင့် အောင်မန်းမြို့ကိုဝင်ရောက်ခွင့်ရခဲ့ပါတယ်ကတော့ဘာမှမဖြစ်ကြဘူး။အေးချမ်းရတယ်။ကျွန်တော်ဘာရင်ဖြစ်တယ်။ကျွန်တော်အောင်မဲမျိုးကတော့ကျုံတွေ့ကြတဲ့အချိန်တွေကတော့ပြည်နယ်ရဲမှုအနေနဲ့ဒါလာရဲမှုအနေနဲ့လာပြီးတော့အသိပေးတဲ့ဘောပေါ့နော်။တရားဟိုစီတန်းလေးလည်းပဲဥပဒေဆိုတာရှိတယ်ပေါ့နော်။တော်အဲ့ဒါနဲ့လာချင်းကြောက်တဲ့သဘောလားအသိပေးတဲ့သဘောလားအသိပေးတဲ့သဘောပဲပြင်ပါမှာဒီပေါ်မှာတော့အဲ့လိုပဲသုံးသပ်ပါရဲ။မောင်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  မြို့သားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုတွေကိုတိုင်းရင်းသားဒေသကကျောင်းသူကျောင်းသားတွေကလည်းထောက်ခံကြောင်းနဲ့ဒီမိုကရေစီပညာရေးပင်မတဲ့ဘိတ်စစ်ကြောင်းကိုအကြမ်းဖက်မဖြိုခွဲဖို့ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကကျောင်းသားတွေစုပေါင်းပြီးလွိုင်ကော်မြို့ကနေတောင်ကြီးမြို့အထိသွားရောက်ဆန္ဒပြဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့ပြည်သူကိုလေးစားမှုမရှိဘူးကျွန်တော်ကျောင်းသားတွေကိုလေးစားမှုမရှိဘူးဒီတက်ကျွန်တော်တို့တပိတ်မအချင်းဖြစ်ပါတယ်။ရှမ်းကယားကျောင်းသားတဲ့ဘိတ်စစ်ကြောင်းဟာလွိုင်ကော် မိုးပြဲဖဲခုံအောင်မန်းမြို့တွေမှာလမ်းလျှောက်ဆန္ဒပြခဲ့ပြီးကျန်တဲ့လမ်းခီကိုတော့လုံညုံရေးအခြေအနေအရကားစီးခဲ့ကြပါတယ်။လွလတ်စွာဖွဲ့စည်းလို့ကျွန်တော်ဝေရှိတယ်။ဒိုးရဲဒိုးရဲတောင်ကြီးမြို့ကိုဆက်လက်ထွက်ခွာဖို့စီစဉ်ခဲ့ပြီးမယ်။လုံညုံရေးအခြေအနေအရအောင်မန်းမြို့ဘာထူးကျောက်တိုင်မှာအလေးပြုပြီးတပိတ်စစ်တောင်းကိုရန်နာခဲ့ပါတယ်။အဲ့ဒီတပိတ်စစ်တောင်းတဲ့ကတောင်းသား9ယောက်ဟာလက်ဗရန်မြို့မှာရှိတဲ့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုပင်မတပိတ်စစ်တောင်းနဲ့မနေ့ကညပိုင်းမှာတွားရောက်ပူးပေါင်းခဲ့ပါတယ်ရှင်။ မဝေရံမုံမြင့်တင်ပြခဲ့တာပါရှင်။အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့ဥပဒေမူကြမ်းအပေါ်ကြားနာပွဲစရုပ်ထမြောက်နေ့ကိုမတ်လ၈ရက်နေ့မနေ့ကအမျိုးသားလွှတ်တော်မှာကျင်းပခဲ့ပါတယ်။ဒီကြားနာပွဲကိုနိုင်ငံရေးပါတီ၈ခုကပါတီခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။မဝေမာထွန်းကစုစည်းတင်ပြထားပါတယ်ရှင်။အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်မှုအတွက်အမျိုးသားလွှတ်တော်မှာကျင်းပနေတဲ့ကြားနာပွဲကို၄ရက်မြောက်နေ့အဖြစ်မနေ့ကဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ ကျားနာပွဲကိုတက်ရောက်ခဲ့တဲ့ကရားလူမျိုးစုဒီမိုကရေစီပါတီအတွင်ရေးမှူးဦးဆိုင်နိုင်နိုင်ထွေးကအမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့ဥပဒေမူကြမ်းမှာဗဟိုချုပ်ကိုင်မှုတွေရှိနေသေးတယ်လို့ဆွေးနွေးခဲ့ပါတယ်။ဆက်ဆံရေးဌာနဒုတိယဌာနပေါ်ရှင်စားတဲ့အုံလုံးတော်တော်များဘိုးချုပ်ကိုင်မှုတစ်ခုချိန်တော့မှာပဲကျွန်တော်တို့ကဆုံးချက်ယူချေရမယ်ပေါ်ရရှိနေတာတွေ့ရပါတယ်။ဆိုတော့အဲ့ဒီအောက်မှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးငိုင်စကတိုင်းသားဘာသာစကားနဲ့တင် जा ခွင့်ရရှိဖို့အတွက်အခုလိုဆွေးနွေးခဲ့ပါတယ်။ဒီမန်ချက်မှတ်တာကြီး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 တခါလေးထည့်ထားတယ်။နောက်ပိုင်းမှာဒီတိုင်းသားလူမျိုးတွေရဲ့ မိခင်ဘာသာစကားအနေနဲ့ဘယ်လိုပေါ်ဆောင်မလဲဆိုတာကိုမပတ်ဆိုတော့ရှေ့အရင်မှချင်းနဲ့နောက်ကပြပြင်ချင်တာကမလိုက်ဖြစ်နေဒါကြောင့်ခုကျွန်တော်တို့အဖွဲ့လေးဝန်ဆိုင်ကပြပြရတာဒီဟောအနေနဲ့ကသဘောတူပါတယ်သို့သောကျွန်တော်မိခင်ဘာသာစကားဆိုရင်ကျွန်တော်တိုင်းသားမဟုတ်ပေဟာလည်းမိခင်ဘာသာစကားနေရာပြန်လာနေတဲ့အကြောင်းကျွန်တော်တိုင်းသားမိခင်ဘာသာစကားလို့ပြောခွန်းလားကျွန်တော်ပမာလို့ကတော့ပေဟာပူစီရောမိခင်တိုင်းတာမှာကစကားလို့ဆိုမှလားတိုင်းတာမိခင်ပါတာစကားလို့ဆိုမှလား ဲ့အချက်လေးကိုတော့ဂရင်းပြုပြီးတော့ထည့်သွင်းဆုံးလိုက်ရင်တော့ကျွန်တော်တို့ကဆင်ပြေပါမယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးသူဝေကအမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေကိုဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့နည်းနဲ့ဖြေရှင်းဖို့အကြံပြုခဲ့ပါတယ်။အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေရဲ့ပတ်သက်ပြီးတော့အခုလုပ်နေတဲ့ဒီပေါ်တော့စတာပီလူလူကလည်းစိတ်ကောင်းစားတော့ဖြစ်နေတာမျိုးတွေကိုလက်ခံပါတယ်။ဒါတို့တော့ဥပဒေတွေတည်ချပြရတဲ့အောင် ုပ်ကြပါပြူစလို့ပါကျွေးနေလေးစားရှိတယ်ဆွေးနေနိုင်တဲ့အဲနီလာရှိနေတာဒီပိုပူလေးရှိရှိနေတာဒီတိုင်းကြီးကတိုးတက်ဖို့လိုပါပါအဲ့ဒါကြောင့်ကျွန်တော်တို့ဟိုဒီမိုကရက်တစ်ပါတီမြန်မာရဲ့သဘောထားဟာဒီတိုင်းဆွေးနွေးပြည်ရှာရေးကိုလုပ်ပါလို့သဘောထားပြီးတဲ့အဲဆုံးတာပါလေကျေးဇူးတင်ပါတယ် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌဦးအေးကြိုင်ကတပိမောက်ចောင်းသားចောင်းသူတွေကိုပါဝင်ဆွေးနွေးခွင့်ထပ်ပေးတဲ့လို့သူတို့ပါတီရဲ့သဘောထားကိုတင်ပြခဲ့ပါတယ်။ပါဝင်ရှင်ရဲ့ပုံစံတွေလည်းတော်တော်များများရှိနေတယ်။ လောကကလည်းဘုရားတရားမှာသူတင်နိုင်တဲ့တိုင်ပေါ်လေးပါဝင်ပြီးလေးဆိုတဲ့အကြောင်းကိုသိခဲ့ဆရာကြောင့်အဲအခြေအနေကိုလို့သိမှာလို့ဒီရောပေါ်တော့တကြည့်တယ်လို့ပြောလို့ဒီတော့ပေါ်တာကျားနာပွဲကိုကိုကန့်ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီကရားလူမျိုးစုဒီမိုကရေစီပါတီရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီချင်းဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ပါတီ၈ခုကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ် အမျိုးသားလွှတ်တော်မှာကြားနာပွဲတွေကိုဒီလ15ရက်နေ့အထိဆက်လက်ကျင်းပမှာဖြစ်ပြီးနိုင်ငံရေးပါတီ60ကိုဖိတ်ကြားထားတာဖြစ်ပါတယ်။အဲ့ဒီပါတီတွေတဲကဒီနေ့အထိပါတီ25ပါတီကခေါင်းဆောင်တွေတက်ရောက်ပြီးဖြစ်ပါတယ်ရှင်။မဝေမာထွန်တင်ပြခဲ့တာပါရှင်။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်တညင်းကုန်းလမ်းဆောင်အနီးမှာထိုင်သပိတ်နယ်ဆန္ဒပြတာကြောင့်ဖမ်းဆီးခံထားရတဲ့အလုသမာ28ဦးကိုပြန်လွှတ်ပေးဖို့နဲ့ ရွှေပြည်သားစက်မှုဆောင်ကအလုံသမားတွေရဲ့တောင်းဆိုချက်တွေကိုညှိနှိုင်းဖြည့်ရှင်းပေးဖို့အလုံသမားတွေကတောင်းဆိုလိုက်ပါတယ်။ရန်ကုန်မြို့တော်ခမ်းမရှိမဟာဗန်နူလာပန်းကြံနေမှာမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအလုံသမားတွေကတောင်းဆိုလိုက်တာပါ။အခုလ၄ရက်နေ့ကရွှေပြည်သားစက်မှုဆောင်အလုံသမားတပိတ်စခန်းကနေရန်ကုန်မြို့ရဲကိုလမ်းလျှောက်ဆန္ဒပြတဲ့အလုံသမားတရာကျော်ကိုရဲတပ်ဖွဲ့ဝင်တွေနဲ့အရဲဝင်လူအတော်များများကရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ရွှေပြည်သာဆက်မှုဆောင်3က Costat 4 Gallery နဲ့အီလန်မြန်မာအထည်ချုပ်စက်ရုံတွေကအလုတ်သမား900ကျော်လောက်ဟာနေစဉ်ကြီးတရက်ကိုကျပ်950တိုးပေးဖို့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ရွှေတန်လွင်ဆက်မှုဆောင်ကဘောကက်အထည်ချုပ်စက်ရုံအလုတ်သမား15ရောက်နဲ့အလုတ်သမားအရေးကူညီနေတဲ့သူတယောက်စုစုပေါင်း16ရောက်ကိုအလုတ်ရှင်ကပုံမှန်3ခုနဲ့လှိုင်သာယာမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားပါတယ်။ လစာတိုးပေးဖို့ဆန္ဒပြရမှာဥဆောင်ခဲ့တဲ့အလုတ်သမား15ယောက်နဲ့ညှိနှိုင်းဖြန့်ဖြေးပေးတဲ့သူတွေကိုပါဆဲဆုံမှုခိုက်ရန်ဖြစ်ပွားမှုအားပေးအားမြောက်မှုတွေနဲ့အမှုဖွင့်ထားတာပါပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကဘုတ်ကတ်အထယ်ချုပ်ဆက်ယုံမှာလစာတိုးပေးဖို့အလုတ်သမားတွေကတောင်းဆိုခဲ့တဲ့နေရာမှာအလုတ်သမားရေးရညှိနှိုင်းဖြန့်ဖြေးအဖွဲ့ကဂျားဝင်ဖြည့်ရှင်းပေးခဲ့တဲ့အတွက်ပြည်လည်မှုရရှိခဲ့ပါတယ်ဆန္ဒပြအလုတ်သမားတွေကအလုတ်ခွင့်ပြောင်းဝင်ခဲ့ပြီးနောက် အလုတ်သမားသမကဖွဲ့စည်းဖို့ကြိုးစားတဲ့15ရောက်ကိုအလုတ်ကထုတ်ပေးခဲ့တာဖြစ်ပါတယ်။အမှုဖွင့်ခံထားရတဲ့သူ16ရောက်ထဲကအကူညီပေးသူဒေါ်ဝင်းသိန်ကြီးစုကိုရဲစခန်းကဒီကနေ့ခေါ်ယူစစ်ဆေးခဲ့ပြီးတော့ကျန်တဲ့အလုတ်သမား15ရောက်ကိုလာမယ့်မတ်လ15ရက်နေ့မှာစစ်ဆေးဖို့ခေါ်ယူထားတယ်လို့သိပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတန်လွင်မြစ်ပေါ်မှာတည်ဆောက်မဲ့မိုင်းတုံရေအားလျှက်စစ်စီမံကိန်းကိုရပ်ဆိုင်ပေးဖို့အရက်ဖတ်လူမှုအဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့မိုင်းတုံမြို့ကန်တွေတောင်ကြီးမြို့မှာဒီကနေ့ကျင်းပတဲ့ဆွေးနွေးပွဲကနေအခုလိုတောင်းဆိုလိုက်တာပါမိုင်းတုံရေအားလျှက်စစ်စီမံကိန်းဟာရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အတွင်းတန်လွယ်မြစ်ပေါ်မှာတည်ဆောက်မဲ့ရေကာတာစီမံကိန်း6ခုထဲမှာအကြီးဆုံးဖြစ်ပြီးတော့လျှက်စစ်တအားမဂါဝတ်8000ကျော်ထွက်ရှိမှာဖြစ်ပါတယ်ဒီလျှက်စစ်တအားတွေကိုတရုတ်နဲ့ထိုင်းနိုင်ငံတွေကိုတင်ဖို့ရောင်းချမှာဖြစ်ပြီးမြန်မာနိုင်ငံအတွက်ကတော့ ထွက်မဲ့လျှက်စစ်ပမာဏရဲ့10ရာခိုင်နှုန်းကိုသာရရှိမယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်မှာအလုတ်လုတ်ကင်နေကြတဲ့ရခိုင်တိုင်းရင်းသားသသိန်းကျော်ကိုပြန်လည်ခေါ်ဆောင်မှုစီစဉ်နေတယ်လို့သိရပါတယ်။နေရက်ပြန်လာမဲ့ရခိုင်တိုင်းရင်းသားတွေအတွက်မြေနေရာနဲ့နေအိမ်အပြင်အလုတ်ကင်အခွင့်အလမ်းတွေကိုလည်းဖန်တီးပေးမယ်အကြောင်းပြည်နယ်ဝန်ကြီးချုပ်ကကတိပေးထားတယ်လို့ရခိုင်မျိုးနယ်စုဝင်များစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ကပြောပါရတယ်။လောလောဆယ်ကချင်ပြည်နယ်မှာ တွားရောက်အလုံလောက်ကင်နေကြတဲ့ရခိုင်တိုင်းရင်းသားနှစ်သိန်းကျော်ရှိတယ်လို့သိရပါတယ်။ကချင်ပြည်နယ်မှာပြီးခဲ့တဲ့နှစ်ကစပြီးမငိမ်မသက်ဖြစ်နေတဲ့အတွက်ရခိုင်တိုင်းရင်းသားတွေလည်းအလုံလောက်ကင်အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ရခိုင်မျိုးနွယ်စုဝင်များစပီးနေရင်ကျေးမှုအဖွဲ့ဟာပြီးခဲ့တဲ့နှစ်ကကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသား900လောက်ကိုရခိုင်ပြည်နယ်တဲကိုပြန်လည်ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီအထက်ကတချို့ဟာအလောက်ကိုင်းရှားပါမှုကြောင့်ကချင်ပြည်နယ်ကိုပြန်လဲရောက်ရှိသွားကြတယ်လို့သိရပါတယ်ရှင်အာရဖီရုံမြင့်တန်ညာစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးမြမအိန်နီချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့ကိုတင်ပြပေးမှာပါထိုင်ဝမ်ရဲ့ကုန်ထုတ်လုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာအလုံသမားရှားပါတဲ့ပြဿနာဖြေရှင်းဖို့အတွက် ြန်မာနိုင်ငံကအလုပ်သမားတွေကိုခေါ်ယူအသုံးပြုမယ်လို့ထိုင်ဝမ်အလုပ်သမားအေဂျင်စီကဒီကနေ့ပြောလိုက်ပါတယ်။စမ်းသပ်အစီအစဉ်အဖြစ်မြန်မာအလုပ်သမား100ကနေ200အထိခေါ်ယူအသုံးပြုသွားမယ်လို့ဆိုပါတယ်။ထိုင်ဝမ်ကစက်ရုံတွေနဲ့အိမ်မော်လုပ်ငန်းတွေမှာလုပ်ကိုင်နေကြတဲ့ရွှေပြောင်းအလုပ်သမားအများစုဟာထိုင်းအင်ဒိုနီးရှားဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတွေကဖြစ်ပါတယ်။မြန်မာအလုပ်သမားတွေကိုခေါ်ယူခြင်းအပြင်အလုပ်သမားရှားပါးတဲ့ပြဿနာ ဖြေရှင်းနိုင်မယ့်အပြင် ြန်မာနိုင်ငံမှာယင်းနှိမ့်နှံခြင်းနဲ့ထိုင်ဝမ်စီးပွားရေးလုပ်ငန်းတွေအတွက်လည်းလမ်းစာပွင့်သွားနိုင်တယ်လို့ထိုင်ဝမ်အလုပ်သမားအေဂျင်စီကပြောပါတယ်။တရုတ်နိုင်ငံကအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ၅ဦးကိုတရုတ်အာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားကျင်းပဖို့အတွက်လက်ကမ်းစာဆောင်တွေဖြန့်ဝေခဲ့တဲ့အမျိုးသမီး၅ဦးကိုအများပြည်သူလုံခြုံရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ထိန်းသိမ်းထားတာပါ။တရုတ်နိုင်ငံမှာပြီးခဲ့တဲ့သတင်းပတ်က အမျိုးသားလွှတ်တော်အစည်းအဝေးကျင်းပနေချိန်အတွင်းလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတယ်လို့လည်း AP သတင်းမှာဖော်ပြထားပါတယ်ရှင်။တိရီလင်ကပြည်ရင်းစစ်ကြောင့်အိန္ဒိယနိုင်ငံကိုထွက်ပြေးလာတဲ့တမီဒုက္ခတဲ့သသိန်းနီးပါးကို နေရက်ပြန်ပို့ဖို့အိန္ဒိယနဲ့တိရီလင်ကအာဏာပိုင်တွေကဆွေးနွေးနေကြပါတယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်လေးခုအတွင်းတမီခွဲထွက်ရေးသဘုံတွေနဲ့အစိုးရကြားစစ်ပွဲတွေကြောင့်ဒုက္ခတွေအများစုဟာအိန္ဒိယနိုင်ငံတမီနာဒူပြည်နယ်ကိုထွက်ပြေးခဲ့ကြရတာပါ။ အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီဟာလာမယ့်တောက်ကြနေ့မှာသီရိလင်္ကာနိုင်ငံကိုအလဲပတ်သွားရောက်ပြီးသမရသက်ဆရီစင်နာနဲ့လည်းတွေ့ဆုံမယ်လို့သိရပါဗျ။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါရှင်။မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင်။ င်တန်ညာစီစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါ အခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေကိုဇက်တိုက်ထုတ်လွှင့်သွားမှာပါပညာရေးဥပဒေပြင်ဆင်ရေးတပိတ်မှောက်ကျောင်းသားတွေရဲ့ဆန္ဒပြပွဲတွေကိုအကြမ်းဖက်မဖြိုခွဲဖို့စုတောင်းပွဲကိုရန်ကုန်လူငယ်ကွန်ရက်ကဥဆောင်ပြီးရန်ကုန်မြို့ပို့ထောင်ဖျားမှာ ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကစုတောင်းပွဲကျင်းပခဲ့ပါတယ်ကိုကျော်စိုးဝင်းကတင်ပြထားပါတယ်ရှင်ကျောင်းသားတပိတ်အောင်မြင်ပါစေအောင်မြင်ပါစေကျောင်းသားသမိုင်းကျောင်းသားသမိုင်း အောင်မြင်ပါစေအောင်မြင်ပါစေဗုဒ္ဓထောင်ဖះမှာចောင်းသူចောင်းသားတွေနဲ့ရန်ကုန်မြို့ကန်တွေစုစုပေါင်း100နီးပါးကလက်ဗရန်မြို့ကဒီမိုကရေစီပညာရေးပင်မတပိတ်စစ်ကြောင်းနဲ့သူတို့ကိုထောက်ခံတဲ့ဆန္ဒပြပွဲတွေကိုအကြမ်းဖက်မဖြိုခွဲဖို့ဖះနိုင်ထွန်းဆူတောင်းခဲ့ကြပါတယ်အဓိကဒီဒီမိုကရေစီပညာရေးအတွက် ဟိုဆန္ဒပြုနေတဲ့ကျောင်းသားတွေအနေနဲ့တကယ်ဟိုကင်းစေခြင်းလို့ပါကျွန်တော်တို့ဒီလိုစိတ်သက်တူတဲ့လူငယ်တွေကနေပြီးတော့မှဒီဖေးရမှာဆူတောင်းပွဲလေးလာလောက်တာပါဟုတ်ကဲ့ဆန္ဒငါများနေ့ဆန္ဒငါများနေ့ကျောင်းသားကျောင်းသူအားလုံးကျောင်းသားကျောင်းသူအားလုံးပြည်သူလူထုအားလုံးပြည်သူလူထုအားလုံးနှိပ်စက်ခံရခြင်းနှိပ်စက်ခံရခြင်းဒါစီပိတ်ဆို့ခံရခြင်းဒါစီပိတ်ဆို့ခံရခြင်းကင်းဝဲပါစေကင်းဝဲပါစေဟိုညီမလည်းဆန္ဒပြရတယ်မှာညီမပါဝင်ခဲ့တယ်အဲကန်ကောင်းလို့ညီမလည်းလွတ်ခဲ့တယ်အရိုက်လည်းမခံခဲ့ရဘူးဘာမှလည်းမဖြစ်ခဲ့ဘူး ညီမတို့အဲ့လိုမျိုးအကြမ်းဖက်ဖြုတ်ခွင်းတာကိုညီမတို့လုံးဝမလိုလားပါဘူးညီမတို့ငိန်ချမ်းစွာဆန္ဒပြနေတယ်လေဗရန်လေဗရန်မှာဆန္ဒပြနေတဲ့လူတွေကိုထောက်ခံတဲ့အနေနဲ့ညီမတို့ရန်ကုန်ကနေပြီးတော့လဲចောင်းလာဒူးကလည်းဟိုငိန်ချမ်းစွာဆန္ဒပြခြင်းဖြစ်ပါတယ်စူတောင်းပွဲကျင်းပနေချိန်မှာဖျားဂောဘကအဖွဲ့နဲ့တာဝန်ရှိသူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအေးအေးချမ်းချမ်းနဲ့စူတောင်းဖို့လာရောက်ပြောကြားခဲ့ပါတယ်ဘောဘကဘာမှလဲဘောဘကတော့ဘာမှပြောကြားမဟုတ်ဘူးဟုတ်ပါဘာလာရေးကြလို့တော့ဟုတ်ပါ ါးလေးတော့ဟုတ်ကဲ့ဟိုအဲ့ဒါလေးတော့နည်းနည်းတင်းတင်းဟုတ်ကဲ့ပါဆောင်ရွက်ပို့နော်ဟုတ်ကဲ့ပါရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ရပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါတရားခုကိစ္စတက်ပြဆိုတော့ဟုတ်ကဲ့ပါကျွန်တော်ညီညာရေးဆိုတောင်းဝယ်နေပါမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဖြစ်နေတော့တခြားဟိုစိုက်ဖို့ဒီစိုက်ဖို့တော့ဟုတ်ကဲ့ပါမကင်ကြွေးပို့ကောင်းပါတယ်ဟုတ်ဘုရားဘုရိတ်တဆိတ်ချမ်းလာပါတော့နော်။ဒါကစိတ်နှောက်ရှက်ဖြစ်မဲ့ကိစ္စမျိုးတော့ကျွန်တော်တို့ပါပဲပေါ့နော်။ဒါတို့ဗျာဒါတို့ဒါတို့နော်။သာသမီလိုပဲကိုချင်းစာပါပေါ့နော်။ပြင်းပြတော့ပေါ်သူတို့ညီလေးပါနော်။ဟုတ်ကဲ့ပါနော်။ ဗုဒ္ဓထောင်ဖျားမှာကျင်းပတဲ့စုတောင်းပွဲကိုရန်ကုန်လူငယ်ကွင်းရက်ကဥဆောင်ကျင်းပခဲ့တာဖြစ်ပြီး Generation Way အဖွဲ့ကအဖွဲ့ဝင်တွေဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတက်မကအဖွဲ့ချုပ်ကအဖွဲ့ဝင်တွေလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်ခင်ဗျာဆန္ဒပြတဲ့ကျောင်းသားတွေကိုပိတ်ဆို့ဟန့်တားတာအကြမ်းဖက်နှိမ်နင်းတာတွေနဲ့ပတ်သက်ပြီးမကွေးတက္ကသိုလ်ကျောင်းသားများတမကကဥဆောင်ပြီးမကွေးမြို့မြသလွန်ဖခင်မှာပြီးခဲ့တဲ့စနေနေ့ကဝစ်ပြူဆူတောင်းခဲ့ကြပါတယ်။ RFA သတင်းတော်ကိုစောတူသတင်းပေးပို့ထားပါတယ်ရှင်။ ီမိုကရေစီပညာရေးဆန္ဒပြပွဲတွေကိုဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ကအကြမ်းဖက်နှိမ်နှင်းခဲ့တာနဲ့ပတ်သက်ပြီးမကွေးတက္ကသိုလ်ကျောင်းသားများတမကအဖွဲ့ကဥဆောင်ပြီးမြတ်စွာဘုရားစနေကြောင်းမှာပြီးခဲ့တဲ့စနေနေ့နေ့မနေ့ကအကြမ်းဖက်ဝါရတွေကိုရှုတ်ချတဲ့အနေနဲ့ဝတ်ပြုဆူတောင်းခဲ့ကြပါတယ်။လက်ရှိအချိန်ဟာအထက်တန်းပညာရေးဆန္ဒပွဲတွေရှိနေတဲ့အတွက်မြစ်တာဖို့အမျှဝေတာလောက်ပဲလုပ်နိုင်တယ်လို့ပြောပါတယ်။ဒီပညာရေးနိုင်ကြတဲ့ပညာရေးကိုပြုပြင်ဖို့ကြိုးစားနေတဲ့ကျောင်းသားတွေအဲဒီကျောင်းသားတွေကိုအကြမ်းဖက်မှုတွေမြင်ရတယ်ကျွန်တော်က။ အကြံဖတ်မှုတွေမြင်ရတဲ့အတွက်ကျွန်တော်တို့ကဒီအကြံဖတ်ဝါဒတွေကိုမကြိုက်လို့ရှုံးချရဲဖះမှာဆိုတော့ကျွန်တော်တို့ကမေတ္တာပို့ဆူတောင်းပေးတယ်အစိုးရဘက်ကနေပြီးဆိုဖြစ်တင်ဖြစ်ထိုက်တာကိုမလိုက်ရုပ်ဆိုလို့ရှင်ကျွန်တော်တို့ကပြင်းပြထန်ထန်နဲ့လောက်ရလိမ့်မယ်လို့ဒီကနေ့ဆူတောင်းပွဲမှာရင်းနှံကျောင်းကောလိပ်နဲ့မကွေးပညာရေးကောလိပ်ကကျောင်းသားတွေလည်းပါဝင်ပါတယ်ကျွန်တော်တို့ကအကျောင်းဆရာဖြစ်မဲ့လူတွေကပညာရေးနဲ့အများကြီးသက်ဆိုင်တယ်အဲ့လိုပညာရေးနဲ့အများကြီးသက်ဆိုင်တဲ့ပညာရေးကောလိပ်ကကျောင်းသားတွေကအခုတခြားဝိဇ္ဇာသိပ္ပံကောလိပ်ကျောင်းသားတွေကဒီလိုလိုပညာရေးအတွက်သူတို့ရဲ့ကိုကြိုးကိုမကြည့်ဘဲနဲ့တောင်းဆိုနေတဲ့အချိန်မှာကျွန်တော်တို့ တို့နဲ့အတူတူဝင်ပြတာပဲဝင်ဝင်မရပါဘူးကျွန်တော်တို့ပညာရေးအတွက်အခုလိုမျိုးရှေ့တန်းနေပြီးဥဆောင်ပြတာပဲဝင်နေကျွန်တော်တွေကိုအစိုးရအနေနဲ့ဒီလက်ွက်တွေအမျိုးမျိုးနဲ့လက်ွက်တွေမျိုးတွေမှာထည့်ပြီးတော့အခုလိုမျိုးအကြမ်းဖက်မှုတွေကိုမလုပ်ပါဘူးလို့ပြောကြတယ်ဆူရအနေနဲ့လွှတ်တော်ရင်းမှာကျောင်းသားတွေရဲ့ဒီမိုကရေစီပညာရေးတောင်းဆိုမှုနဲ့ပတ်သက်လို့ကျားနာပွဲတွေအကောင့်ထဲပေါ်ဆောင်ရွက်ပေးနေပေမဲ့ကျောင်းသားလူကြီးမှာအစိုးရပေးတဲ့ဂရုကိုယုံကြည်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါရတယ်။ဘကိုတန်းဒေသလေဗရန်မြို့မှာ ဒီမိုကရေစီပညာရေးကျောင်းသားတပိတ်ပင်မဆင်ကျောင်းကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဆက်လက်ပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။ဒီလိုမပြေလည်မှုတွေနဲ့ကျောင်းသားတွေရဲ့တောင်းဆိုချက်ဖြစ်တဲ့ဒီမိုကရေစီပညာရေးစနစ်ဥပဒေပြင်ဆင်ရေးကိုနိုင်ငံတော်အစိုးရကဆက်လက်ကြံ့ကြောက်အောင်အချိန်ဆက်လှုပ်ဆောင်နေဦးမယ်ဆိုရင်မကွေးတိုင်းဒေသတွင်တက္ကသိုလ်ကျောင်းသားတွေကဆက်လက်တိုက်ပွဲဝင်ပါမယ်လို့ပြောနေကြပါတယ်ခင်ဗျာ။မနေ့ကကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနဲ့အထိမ်းအမှတ်အခမ်းအနားကိုမြကြီးနားမြို့နဲ့တောင်ကြီးမြို့တွေမှာကျင်းပခဲ့ပါတယ်။ RFA သတင်းတောင်မဆမ်းမောင်အောင်တင်ပြထားပါရရှင်။ မတ်လ၈ရက်နေ့ဟာကုလသမဂ္ဂကပြဋ္ဌာန်းထားတဲ့ပြည်ပဆိုင်ရာအမျိုးသမီးများနေ့ထိမ့်မဲ့ဖြစ်ပါတယ်။မြကြီးနာမျိုးမှာအမျိုးသမီးများကွန်ရက်ကဦးဆောင်ပြီးအမျိုးသမီးတွေအကြံပတ်ခံရတာတွေပပြဖို့နဲ့ငင်းကြင်းလုပ်ငန်းတွေမှာအမျိုးသမီးတွေပါဝင်ခွင့်ရဖို့အတွက်ဒီနေ့အမျိုးသမီး600လောက်ကလမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်အခုခေတ်ကငါတို့အမျိုးသမီးတွေလည်းအဲယောက်ျားတွေနဲ့ဒန်းတူညီတူလုပ်ရတော့မယ်ဆိုတဲ့အကြောင်းရင်းကိုဥကြည့်ပြီးမှလာရောက်တဲ့ မနေ့ကတနင်္ဂနွေနေ့ဟာခရစ်ယာန်ဘာသာဝင်တွေဖျားကြောင်းတက်ရတာကြောင့်မြို့သမီးများနေ့အခမ်းအနားကိုဒီနေ့မှကျင်းပတာဖြစ်ကြောင်းအခမ်းအနားစီစဉ်သူတွေကပြောပါတယ် အမျိုးသမီးများရဲ့အခွင့်အရေးများကိုမြင့်တင်ပေးဖို့မြင့်တင်ပေးနိုင်ဖို့အမျိုးသမီးများရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးနိုင်မှုဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်းပဲရည်ရွယ်ပါတယ်ပြီးတော့ဒီလိုကာကွယ်ပေးမှုဖြည့်ဆည်းပေးမှုနဲ့မြင့်တင်ပေးမှုမရှိတဲ့အခါမှာအမျိုးသမီးများအခွင့်အရေးအများကြီးဆုံးရှုံးနေပြီးတော့အကြမ်းဖက်မှုတွေလည်းခံရတယ်ဒါကြောင့်ဒီအရာတွေရပ်တန့်ဖို့ရန်အတွက်လည်းရည်ရွယ်ပါတယ်လို့ ဒီနေ့ခန်းနာမှာအပြည့်ပြည့်ဆိုင်ရာအမျိုးသမီးများနဲ့အထင်အမှန်ညံစမ်းပေဟိနီအစီအစဉ်နဲ့အတူတေးသချင်းဖျော်ဖြေတာတွေအမျိုးသမီးများနဲ့နိုင်ငံရေးအခွင့်အရေးစတဲ့ဟောပြောပွဲတွေကိုလည်းကျင်းပခဲ့ပါတယ်ရှမ်းပြည်နယ်တောင်ကြီးမြို့ဟောက်ကြံပုံကျောင်းမှာလည်းပြည်ပဆိုင်ရာအမျိုးသမီးများနဲ့အခမ်းအနားကိုရှမ်းပြည်တောင်ပိုင်းကလူမှုရေးအသင်းဖွဲ့တွေပူးပေါင်းပြီးမနေ့ကကျင်းပခဲ့ပါတယ်။အခုအနေနဲ့ထားအရာဆိုပြီးကျမတို့ကအမျိုးသမီးကတအနေနဲ့လူတော်ထဲမှာတတော်အားနေနေတယ်လို့အစိုးရပိုင်းကလည်းအားကိုအားနေနေပါလေ ဒီတိစ္ဆာကိုတော့ကျမကကိုသားအနေနဲ့တုတ်တာကခုလိုလိုတည်းကျမတို့မိခွန်းအနေနဲ့စိတ်အစဉ်မပြေပြပါဘူးအစဉ်မပြေတဲ့တဲ့အနေထားရအမျိုးသမီးများပုံတိုင်းဟုတ်ပါဘူးသမီးချင်းခိုင်းရပါမယ်အခုအနေထားမှာ၂၀၁၅မှာအမျိုးသမီးများများကိုဖို့ဟုတ်ပါဘူးအစ်ကိုကမိကပွဲဝင်မယ်ဆိုတဲ့ဟာအစ်ကိုဆုံးဖြတ်ချက်ပြည်ပဆိုင်ရာမြို့သူများနဲ့ခန္ဓာတွေကိုနိုင်ငံတကာမှာမတ်လ၈ရက်နေ့တိုင်းနှစ်စဉ်ကျင်းပနေတာဖြစ်ပါတယ်ရှင်။ ဘာသာပေါင်းစုံညီညွတ်ရေးအတွက်အာရှအလင်းရောင်ဆရာတော်ဦးဆောင်တဲ့အဖွဲ့ဟာမန္တလေးတိုင်းပုဂံမျိုးဟောင်းမှာအမိုက်ကောက်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။မခင်ပြည်ဆောင်ကတင်ပြထားပါတယ်ရှင်။မန္တလေးမြို့မှာအခြေစိုက်တဲ့ဘာသာကြီး၅ခုကလူငယ်တွေပူးပေါင်းပြီးပကံမျိုးဟောင်းကအာနန္ဒာလောကနန္ဒာရွှေစည်းကုံစတဲ့ဇေဒီပထိုးတွေမှာပြီးခဲ့တဲ့မတ်လ9ရက်နဲ့10ရက်နေ့တွေမှာပလတ်စတစ်အမိုက်တွေကိုတွားရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ သူတို့ယင်ထဲမှာခံစားရတာတွေပေါ့နော်တစ်ဖက်ကဒုဘုံမှာဘာကြောင့်ဒီလိုမြင်းနေရတယ်လဲဘာလို့များအညိုးတွေရှိနေကြတယ်ဘာလို့များရန်နေမှုနေကြရတယ်ဆိုတာကိုလေသူကသူပြန်သုံးတတ်တဲ့လူငယ်လေးတွေလည်းဖုန်းတို့တွေ့ခဲ့ရတယ်ပေါ့တကယ်တကယ်လက်တွေ့ပိုင်းဆိုင်ရာမှာသူတို့တွေအတူတွဲပြီးတော့လောက်ကြကြင်ကြတဲ့ခါကျတော့အားလုံးကလူသားတွေပဲဆိုတော့အပြောင်းလဲတစ်ခုကိုတော့ဖုန်းတို့တွေ့ရတယ်တို့အတူလက်တွဲသွားရမယ်တို့တွေကနိုင်ငံတိဆောက်ရေးမှာဟာတို့ကြီးကိုညင်ညိုးရမယ်ဆိုတော့စိတ်တွေလည်းဝင်လာတယ် အဲနောက်ဆုံးနေနေကတော့သူ့နိုင်ငံသားဆိုတာရဲ့သူ့လူသားတွေဆိုတာရဲ့တော့သူတို့တော်တော်လေးကိုပြောင်းလဲလာတာဘုံလုံးနဲ့တွေ့တဲ့လူတွေစီမှာတွေ့ရပါတယ်။အဲ့ဒီအဖွဲ့မှာအစ္စလမ်၊ခရစ်ယာန်၊ဟိန္ဒူ၊ဘာဟာရီနဲ့ဗုဒ္ဓဘာသာတွေပါဝင်ပြီးမန္တလေးမှာရှိတဲ့ဘာသာတစ်ခုချင်းစီရဲ့ဆရာတော်တွေကဥဆောင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဘာသာရေးမှာတင်မကပဲနိုင်ငံရေးမှာလည်းအခုလိုမတူတဲ့သူတွေပူးပေါင်းဆောင်ရွက်တဲ့လို့အမိုက်ကောက်သူတွေကပြောပါတယ်။ဒီလိုမျိုးစီလုံးချင်းကအရန်ကိုကောင်းပါတယ်။ ျွန်တော်ဘာသာပေါင်းစုံရဲ့ဒီလိုစီးလုံးတဲ့အရာတွေကကျွန်နိုင်ငံရေးမှာလဲကျွန်တော်ကဒီလိုဖြစ်စေချင်တယ်ဗျာကျွန်တော်ရဲ့အလိုဆန္ဒအဖို့ဝင်ပြောမယ်ဆိုရင်တော့ဒီဘာသာရေးမှာကျွန်တော်တွေဒီလိုမျိုးတူတူကချစ်ချင်းမေတ္တာနဲ့တူတူကလှုပ်ဆောင်ရမယ့်အရာတွေပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးလှုပ်ဆောင်မယ့်အရာတွေလုပ်ငန်းတိုင်းမှာပေါ့နော်ကျွန်တော်မေတ္တာနဲ့လုပ်တယ်လို့ပဲနိုင်ငံမှာလဲကျွန်တော်မေတ္တာနဲ့ပဲကျွန်တော်လှုပ်ဆောင်လို့ရှင့်တကယ်ကိုပျော်စရာကောင်းတဲ့ချစ်စရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်လာမလို့ကျွန်တော်တို့ညှို့လင့်ပါတယ်အယံဝမ်းသာတယ်တခါမှမလုပ်ဘူးတဲ့အတွက်ကြောင့်မလို့ သူတို့လည်းရဝင်လဲဝအကုန်လုံးစီးစီးလုံးလုံးနဲ့လောက်ကြရဲဆိုရအပေါ်မှာအရန်သဘောကြပါတယ်ပကံဒေတာမှာပလတ်စတစ်အမိုက်တွေကင်းစင်ဖို့ညောင်ဦးခရိုင်ထွေထွေအုပ်ချုပ်ရေးမှုကဥဆောင်ပြီးပညာပေးလုပ်ငန်းတွေလိုက်လံလှုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်ဖြစ်ချင်တာကမတူညီတဲ့ community တွေအကုန်လုံးစုပေါင်းပြီးတော့ညီညွတ်နေကြတာကိစ္စတစ်ခုပေါ်လာရင်အားလုံးကြောင်းကြောင်းအပြန်လန်ကူညီတယ်အပြန်လန်ရိုင်းမင်းနဲ့ကိစ္စကိုအားလုံးဝိုင်းပြေရှင်းကြတယ်အဲ့ဒီ practice လေးကိုလုပ်ချင်တာ အဲ့ခါကျတော့အခုလို plastic campaign ကိုလုတ်တဲ့ခါကျတော့တစ်ချက်ကိုနှစ်ချက်ပြ plastic mic တွေကင်းစင်ရေးလဲပြီးသွားသလိုအခုနောက်လို့စူပေါင်းပြီးတော့လုတ်ကန်ဆော်ရဲကြတဲ့အလေးထားလေးကိုလဲအမြဲမပြတ်ပေါ့နော်နိုးစော်နေသလိုလေးဖြစ်အောင်ဆောင်ရဲနိုင်တာဖြစ်လို့အင်မတန်မှကျေးဇူးတင်ပီတိဖြစ်ပြပါတယ်တမျက်လူသူများဘာသာပေါင်းစုံပရာဟိတအဖွဲ့ကို2013ခုနှစ်မတ်လကမတ်လမြို့မှာဖြစ်ပွားခဲ့တဲ့ဘာသာရေးပြိပခါအပြီးမှာစတင်ဖွဲ့စည်းခဲ့တယ်လို့သိရပါပါတယ်ရှင်။ အခုဆက်ပြီးရှမ်းတိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ရှမ်းပြည်ညညရေးကော်မတီစီဝေးကိုထိုင်းမြန်မာနယ်စပ်တင်ရမှာကျင်းပခဲ့တဲ့အကြောင်းမြန်မာဘာသာစာရင်းထုတ်တင်ပြထားပါလိမ့်ရှင်။ဘန်ကွမ်လုံကော်ဖမ်ဟ ோம் ဂျင်တိုင်းစီစစ်ယူဇတ်ဟက်မှဝန်ที่25ถึงวันที่27เดือน February တီလန်လင်တိုင်းไทยတီ1ဟိုပေါကောင်စီယောက်ခင်းစင်တိုက်တပ်စึกစင်တိုက် ACSSSA จอมสึกยัดสึก โฮเปาปาติโฮซือ SNLD และดังโฮเปากอมสังจึงใต้ SSJAC เจ้าคนทนอูนายกาลงปาติมาสูงจึงใต้ตับซึกจึงใต้ SSPP SSA จอมซึกซือแทนปิือเพ SNDP จอดันเหยนັลดังใจออกเงินแขงปิโฮอ SNLD ใจสวยกิ้วอีกดังจุ้มตรงวงกลใต้เขาเขาหม เสียเจ้าปืนค้ำผู้น้ำเนยกุลองลองก่อพ่อมอมจึงใต้ลาดว่าตีปังกุมโหหุปีนั่นเลือกตังไรโหเปาเลจุ่มผู้น้ำเนยเสียเสียสิววันไหน เลือกเอาโหเปาสามเจ้านั่นน่ะโหเปาเจ้าขุนทุนอูโหเปาลุงใต้เป่าโหเปาจอมชึกเจ้ายาซึกในเขาเจ้าเป็นกุนกุ้มกำบอกสีเสียอยู่กว่าในมักมันกันตั้งไหนก่อนปักเบิงเขาแน่เขายืงเอามาทีเอเชียนกว่าเนาะ คือเป็นจอมหนังตุ้มเอเชียนนั่นในเขาก็เลือกหูเป่าสามเจ้าไนเขาปั่นกันเป็นผู้นางจึงผู้นางจึงวันนั้นเป็นหัวเป่าไอ้บอเป็นผู้นางจึงกว่าปีหนึ่งลุ่มๆนั่นแหละสามเอาจอมตัวเล็กอัคราเอบีซีดีนั่นน่ะ เพราะว่าอัคราอนตุกอันตั้งในก็เป็นอาเซียนในเลือกเอาหัวเป่าอาเซียนขึ้นเป็นผู้นางจึงเสียเสียอยู่กว่าตานหนึ่งปี โคเป่าลงใจซึกได้ห้าปุนพรโหเป่าก่อพ่อมมจึงไต้เสียสสอยู่ดังวันที่เศร้าเจ็ดเลือนเฟบรีปีสองหิบสิบหาถึงวันที่เศร้าเจ็ดเลือนเฟบรีปีสองหิบสิบหกก็บองการพ่อมมจึงไต้เสียสสอยู่ในปาฏิโฮเสือปาฏิเสือเผกของเสียวขึ้นจึงไต้ดับซึกจึงไต้ปาฏิมยอสูงจึงไต้ดับซึกจึงไต้เขาหมกันขอดพอดก่อดังมาเมือสองหิบสามเหลือนออกตุบาวันที่สิบหานั่นค่ะอ้อ ยินจมขอบใจใหญ่น้ำเสียเหมยซุงค่ะဒီညတော့ RFA ရုပ်မြင်သံကြားစီစဉ်နေလဲဒီမရင်ပြီးဆုံးပါပြီကြည့်ရှုကြရပြိတ်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစီရှင်